အားလုံးပဲမင်္ဂလာပါခင်ဗျာဇလန်းကောင်းလေးတွေတင်ဆက်ပေးဖို့အချိန်ကာဆက်ဟုတ်လာပါပြီဒီနေ့ရွေးချယ်တင်ဆက်ပေးလိုက်တဲ့ဇလန်းလေးကိုလည်းခန်းစားနားဆင်ပေးကြပါအောင်ခင်ဗျာသူတို့ချမ်းတော့ကမကြီးပဲကြီးပေါ်မှာအင်းငွေရောင်းနေတယ်အင်းငွေကလူခဏကိုနဲ့မဟုတ်တစေဝိညာဉ်အဖြစ်နဲ့ရောင်းနေတယ်လွန်ခဲ့သော15နှစ်ကအီချန်အတွင်းချီနှစ်ဆောင်ပြိုင်အင်းကြီးပေါ်မှာဖခင်ဥပခိုင်းနဲ့ကိုအင်းငွေတို့ပြျော့ပြပနေထိုင်ခဲ့ကြတယ် မိခင်ဖြစ်သူကအင်းငွေဆင်းနေတဲ့အရွယ်မှာအမျိုးသမီးယောဂာနဲ့တေးဆုံသွားခဲ့တယ်။တားဖားနှစ်ယောက်အတူနေထိုင်ခဲ့ရင်ဖခင်ဖြစ်သူကတရွာတဲ့နေမုံဆုံးမှာမသိမ့်တင်နဲ့အိမ်တော်ပြုတ်မယ်လို့ဆိုလာတယ်။အင်းငွေက မသိမ့်တင်ကိုကြည့်မရသဖြင့်မယိုယံကန့်ကွက်ခဲ့တယ်။မသိမ့်တင်ကထိုးစင်းကမုံဆုံးမှာခလေးမရှိပဲကြံခဲ့သူဖြစ်တယ်။အသက်က30ကျော်ယုံသာရှိသေးတယ်။ဥပခိုင်းကအသက်90ရှိပြီ။ အင်းငွေမြည်သူကန့်ွယ်ခဲ့ပေမဲ့ဥပခိုင်းကမသိန်းတင်ကိုလက်ထပ်လိုက်သဖြင့်တားဖာနှစ်ယောက်စကားများကအဝေးမှရှိသောမိခင်ဖြစ်သူရဲ့မိဘများထံသွားပြီးနေထိုင်တော့တယ်ထိုးရွာရောက်ပြီးနောက်နေ့မှဖခင်ဆုံးသွားတယ်အင်းငွေတယောက်အဘွားဘွားများအိမ်မှာစင်းနေကြောကာလအထိနေထိုင်လာခဲ့တယ်အဲ့ဒီနောက်အင်းငွေတယောက်နုနုခင်ဆိုသောမိန်းကလေးတယောက်နဲ့တွေ့ဆုံချစ်ကြိုက်ခဲ့တယ်ဖခင်နာရည်ဖြစ်စဉ် အမေအဖအမွေကိစ္စသွေးမျိုးများကဒေါ်သိန်းတင်ထမ်းမှဝိုင်းဝန်ပြောဆိုပေးကြတယ်လေဆေးကသာကျန်တော့တဲ့အကြောင်းယခုငိုင်းကားဖို့ငွေသိမ်းပြီးပေးလိုက်မယ်လို့ဆိုကငွေဖြတ်ပြီးအေးငွေကိုပေးလိုက်တယ်အေးငွေအရွယ်ရောက်၍အိမ်တော်ပြုတ်မြေဆိုပါက လာခဲ့ပါအိမ်နဲ့ချမ်းကိုရောင်းပြီးတဝက်ပေးပါမယ်လို့ဆိုခဲ့တယ်လူကြီးများကလည်းလေတဝက်ရောင်းချပေးတဲ့အတွက်အိမ်နဲ့ချမ်းကိုလည်းပြောတဲ့အတိုင်း ရောင်းချပေးမဲ့အထင်းကကျင်းတတ်ပြီးအင်းငွေကိုခေါ်၍ပြန်သွားကြတယ်။အင်းငွေအသက်25ကျော်ခဲ့ပြီ။အိမ်တောင်းလည်းပြုတော့မယ်။ရသရာရှိတဲ့မိဘအမွေကိုလာရောက်တောင်းဆိုသည့်အခါဒေါ်သိန်းတဲမှ ဖခင်ဖြစ်သူရဲ့သရေငှကြိုးတင်တဲ့နောင်အိမ်တောင်းပြုထားပြီးခလေးနှစ်ယောက်ရားနေပြီ။အင်းငွေလည်းဖခင်နာရေးကိစ္စကြောင့်ရွာရောက်လာပြီးနောက်ပိုင်းရွာသူမရောက်ဖြစ်တော့အဘွားအဘွားများနေထိုင်သောရွာနဲ့ အင်းငွေဇာတိရွာက မိုင်း150ခန့်မြောက်ဝေးကွာတယ်။အကြောင်းကိစ္စမရှိသဖြင့်မရောက်ဖြစ်တော့ရွာမလည်းအသည့်မိတ်ဆွေများသာရှိတယ်။ဆွေမျိုးသားချင်းမရှိ၍အင်းငွေလည်းဒေါသိန်တင်ကိုယုံစားကအိမ်တော်ပြုမယ်လို့မဆုံးဖြတ်ရသေးတဲ့အတွက်ရောက်မလာခြင်းဖြစ်တယ်။ထိုနေ့ကကားနောက်ကျကရွာသို့ခြေလျင်တနအိခန့်6လခရသဖြင့်ရွာကို7နိုင်ကျော်မှရောက်တယ်။အခြားမှာတဲခိုစရာမရှိသဖြင့်မိဘများပိုင်းဆိုင်တဲ့ အိမ်ကိုတန်းလာခဲ့တယ်။အိမ်ငွေကိုမြင်လိုက်တာနဲ့ဥကြော်တင်းတို့လင်းမရမျက်စီမျက်နှာပြက်သွားတယ်။သူတို့ကြေးအတိုင်းဆိုအိမ်နဲ့ချမ်းရဲ့တန်းဖို့တပွဲတောင်းရန်လာခြင်းလို့အတက်သိလိုက်ကြတယ်။အိမ်ငွေလည်းရောင်းမဆိုင်ပင်ပွင့်ပွင့်လင်းလင်းပြောတော့တယ်။ကျွန်တော်ချိန်လာကြရင်မင်္ဂလာဆောင်တော့မေး။သူတို့သမီးကိုတင်းတောင်းမှုငွေလိုတာနဲ့လာခဲ့တာပဲအတော်ကြီး။အေးစေးစေးနေုံပေါ့ကွယ်။ငါတို့ရသင့်တာရားစရာမေး။အခုလက်ထဲမှာတော့မရှိဘူး။ မင်းပြန်တဲ့ရစ်ရအောင်လှုပ်ပေးလိုက်မေဒေါသိန်တင်ရဲ့စကားကြောင့်စိတ်တထင်းထင်းနဲ့အရေးဆုံးပြီးလာခဲ့တဲ့အင်းငွေစိတ်ချမ်းသာသွားခဲ့ရတယ်။ထို့ညာအင်းငွေတယောက်ခྱི་ပန်းလာသဖြင့်ညာကိုနိုင်ခွဲရနဲ့ဒေါသိန်တင်ပြင်ဆင်ပေးတဲ့အဲ့ရဘောတုံးလုံးလှဲလိုက်ရမကြခင်အိမ်မော့ကြားသွားတယ်။ကဲဘယ်လိုလုပ်ကြမလဲကိုကျော်တင့်ကျုပ်တော်အင်းငွေကို တပြားတစ်ချက်မှမပေးခြင်းဘူးအဲ့ဒါမင်းနဲ့ပတ်သက်တာမင်းမပေးခြင်းဘူးဆိုရင် ငါကဘာလုပ်ပေးရမလဲလက်စာဖြောက်လိုက်ရင်မကောင်းဘူးလားဖြစ်ပါမလားသူ့အဖို့အဘွားတွေကပြန်မလာလို့လိုက်လာ နေပါဦးမေဒီကိုရောက်မလာဘူးပြောရမှာပေါ့ရွာကိုလာတာလေဘယ်သူနဲ့မှမတွေ့ဘူးလို့ပြောတယ်ရှင်သက်တည်ချိဖို့ပဲလိုတယ်ကြောတင်တို့ကစားရှိပေးတာပါ သူ့အဖေကိုလည်းတဲခေါမို့ဘောကပြုတ်ကြအောင်လုပ်ပြီးတတ်ပြီးပြီးသူ့သားကိုထတ်တတ်ရလို့ပြဿနာမရှိဘူးဒါဆိုလေဒီညချင်းကြည့်ချင်းလိုက် ဒေါ်သိန်းတင်ကိုတိုင်းကတတ်မိန်ပေးနေမှတော့ပူကျော်တင်လေအင်းငွေအိနေတဲ့အနည်းသွားကလေပဲညက်တတ်လိုက်တယ်။ကဲငါတတ်ပြလိုက်ပြီ။ဒီကောက်ကိုလှိနဲ့တင်းသွားပြီ။ဟိုဘက်ကန်းကကိုင်းတော့စမှာသွားမြုပ်လိုက်မယ်။ပူကျော်တင်ကအင်းငွေရဲ့အသက်မဲ့ခန္ဓာကိုယ်ကြီးကိုစောင်းတဲ့ပတ်ပြီးအိမ်အောက်ထမ်းချသွားတယ်။အိမ်နဲ့လေစိတ်ကအနည်းငယ်သာလှမ်းနေ။ဒါပေမဲ့ဒီအချိန်အိမ်တိုင်းအိတ်ကုန်ကြပြီ။ဒုသိမှာစိုးရင်စရာမရှိတော့ ထို့ကြောင့်အမောင်ရိတ်ခိုးကလေးစိတ်တို့အလောင်းကိုထမ်းလာခဲ့တယ်လေးစိတ်ဆိုမဲ့ကရုတ်ဘိုးတော်လေးစိတ်မဟုတ်ခိုးဘက်ကဒီဘက်ကကိုရန်ထားတယ်လေးသုံးစီအမြဲရှိတယ်လောတက်မလို့ထိုးဝဖြစ်တာထိုးပြီးတွန့်လာချရတယ်အကြောင်းကိစ္စအချိ၍ဝိတ်သူလောသွားသည့်အခါမှသာအင်းကလောတက်ယူလာလေးရှိတယ်ဥကြော်တင်လက်တစ်ဘက်က ပေါတုဒလက်ကိုကိုင်းလာရသေးတယ်ကန်းဆက်ရောက်တော့လောင်းကိုလေပေါ်တင်၍ထိုးဝါကိုမြေမှနှုတ်လိုက်ပြီး တဖက်ကန်းသူလှေထိုးခဲ့တယ်။ချောင်းကပေး90ခန်းသာကျဲဝန်းနေ။တဖက်ကန်းရောက်တော့ထိုးဝါကိုမြေမာဆိုင်ပြီးလှေကိုဝါမှာရှည်ထားလိုက်တယ်။အလောင်းကိုမားချပြီးကိုင်းတော်ဆက်မှာမြေတူးပြီးမြုပ်လိုက်တယ်။ခက်နေတဲ့ကလေးတူးလိုက်တယ်။လူသိမှမစိုးရင်ရထိုးနေရာတဝိုင်းချီမြေသားများမှာငါးချာရန်တေးများ တူးရသဖြင့်နေရာအနှံ့ပေါတုပေါထရာများပြည့်နေတယ်။တိတူချားသူများက အမြဲတမ်းပေါ့တို့တပြအနဲ့သာတူးလေချေးကြတယ်အချိန်တနားခန့်ကြတော့အလောင်းမြေမြုပ်ချင်းပြီးသွားတယ်အသက်ခံလိုက်ရတဲ့အင်းငွေလေရစ်လေပြီးမှသာ သူ့ကိုယ်သူအသက်ခံလိုက်ရမှန်းသိတယ်ထို့ကြောင့်ဝိညာဉ်အဖြစ်နဲ့မိမိအိမ်သို့ပြန်လာခဲ့တယ်အိမ်အနီးမကြီးပင်ကြီးမှာ နေရန်အပြု သူ့အရင်ရောက်နေတော့တရက်နှစ်ကောင်းကလက်မခံတောင်းတောင်းပန်ပန်နဲ့ခိတ္တာနာခုဝင့်တောင်းခဲ့ရတယ်ထို့တရက်နှစ်ကောင်းကသူ့ကိုမေးမြန်းတယ် ပချာမသွားပဲဒီမကြီးပင်မှာဘာကြောင့်နေချင်းရတာလဲကျုပ်ကိုဒီအင်းကလေမယားကမိဘရဲ့အမွေမပေးချင်းလို့တက်ပစ်လိုက်ကြတယ်ကျုပ်ကိုတတ်တဲ့ဒီလေမယားကိုကလေးသားချေပြန်တက်ပြီးမှကျုပ်ဒီကထွက်သွားမယ်မင်းကအခုမှဝိညာဉ်တစ်စီအဖြစ်ရောက်လာတာဒီအင်းကလူတွေကိုဘယ်လိုတတ်မှလဲအခုတက်လို့မရလဲတက်လို့ရတဲ့အချိန်တက်မယ်ဗျာမင်းတက်မယ်ဆိုလဲတက်တင်ပါလေငါတို့နှစ်ကောင်ကဒီမကြီးပင်မှာနေလာတာ အနည်း90ကျော်ပြီမင်းအဖေအိမ်တော်မကြခင်ကတည်းကငါတို့ရှိနေတာမင်းအမေသေးပြီလင်းနဲ့ကြောကြောလောက်ရှိတော့အခုမသိန်းတင်နဲ့ယူလိုက်ကြတယ်မင်းအဖေကအသက်ကြီးနေပြီ မသိန်းတင်ကမင်းရဲ့အဖေအလက်မှာမင်းတို့ငှားထားတဲ့သရင်ကကြောတင်နဲ့ဖောက်ပြန်နေကြတယ်တရက်မှာတော့မင်းအဖေကရွာတင်ကိုအမှုတက်မိုးရင်မြတန်ကြိုးကြအောင်လှုပ်ထားတယ်မြတန်ဆိုတာဘာလဲပြဟာကောင်တောသားဖြစ်ပြီး ဒီလောက်ကလေးမှ မသိဘူးလားတဲပဲဖြစ်ဖြစ်အိမ်မက်ဖြစ်ဖြစ်အမှုမမိုးခင်ခေါင်းတန့်ရှိတဲ့ထုတ်ရောက်တိုင်းမြအပြည့်စုံပါမှအိမ်အမှုမိုးလို့ရမှာမဟုတ်လားမင်းအဖေကကြောတင်ထောင်းကြောက်စင်ထားတယ်မျှတန်ကြိုးကြပြီးသေးတာကွာအခုမင်းကိုလေမသိမ့်တင်ကတတ်ခိုင်းလို့ကြောတင်ကတတ်လိုက်ထားငါတို့သိတာပေါ့မင်းကတော့ဒီလင်မယားကိုတတ်ဖို့ရဲ့တော့စောင်းရအောင်မယ်မတရားတဲ့လင်မယားကိုမင်းကလေးသာခြေချင်းရင် ငါတို့နှစ်ယောက်ပါမင်းနဲ့ဝိုင်းကူ၆လံပေးမယ်ကျုပ်ကတော့ဒေါသိန်တရဲ့အသွေးသားမှန်သမျှချင်းပြေချင်းနဲ့ဒါဆိုခလေးတွေကို၆လံပြီးတက်ပြမယ်ခလေးတွေသေးကုန်ရင်တို့လင်းမရစိတ်ကြယောဂါဖြစ်မှာအမှန်ပဲအဲ့ဒီအချိန်ရောက်ရင်ငါတို့နှစ်ယောက်တို့ခန္ဓာကိုယ်မှာဝင်ပုကပ်ပြီးစိတ်ကြိုက်နှိပ်စက်ကြမယ်မင်းကျင်းနလားဟာတို့မိသားစု ပြည့်စည်သွားရင်ကျင်းနပ်ပြီးတို့သေးကုန်ရင်ဒီအိမ်နဲ့ဒီချမ်းမင်းရမယ်ထင်လို့လား မင်းကတစေဖြစ်နေပြီပစ္စည်းကိုမဲနေလို့မရဘူးကြောတင်ရဲ့ဆွေမျိုးတွေတိုင်းတင်ရဲ့ဆွေမျိုးတွေကအမွေလူကြောင်မှပဲခမရတို့နှစ်ယောက်ကိုအားကိုးပြီးအပ်ပါတယ်ဗျာအခုချိန်ကစားပြီးကုညီပေးပါအေးကုညီပေးရင်မင်းစကားတိုင်းထွက်သွားရမယ်နော် စိတ်ချပါခမရတို့ကလည်းတည့်ရဖြစ်ပြီးမကြီးပင်မှာကျုပ်တယောက်နေမှာကိုတောင်မနာလို့ဖြစ်နေကြတယ်ဟဲ့ဟဲ့နှကောင်တဲ့ပိုးရင် စကားများမယ်မျက်စိချုံမယ် အေးအေးချမ်းချမ်းနေချင်းလို့ပါကွာစိတ်မရှိပါနဲ့ကဲကျုပ်ကိုမနေသေးချင်းရင်အခုချိန်ကစားပြီးကိုညီပေတော့ကျွေးဟဲ့တက်မောင်တကားတွေထပိစမ်းမိုးရွာမလို့လေတို့တာထင်းနေလေမတို့ပါဘူးသူ့အလိုလိုပွင့်သွားတာဆယ်နဲ့အရွယ်ချင်းတက်မောင်ဆိုတော့လူငယ်လေးကထိုင်းနေရမှထားရင်ဂျင်းတကားကိုသွားပိတ်တယ်ဝုံးဟင်ဘာဖြစ်တာလဲဂျင်းတကားကိုခုံချပြီးချက်ထိုးနေရမှ တင်းချီရဲ့အဝင်အထွက်တကားချက်ကရုတ်တရက်ပွင်သွားပြန်နေဦးကျော်တင်းကထိုင်းနေရာမှာထားလိုက်ပြီးတကားမကြီးကိုဂျက်မထိုးပဲဆေးထားတော့လေးတို့တာနဲ့ပွင်တာပါနောက်ကိုမိုးချုပ်တာနဲ့တကားပရင်ဂျက်ပါထိုးအဲ့ဒီတကားချင်းဆေးထားတယ်မို့လားအဖေတို့ကလေးတို့လို့ပွင်တာလို့ပြောနေတယ်ဒီမှာမိုးလည်းမရွာလေးလည်းမတိုးဘူးတကားဖွင့်ပြမနေနဲ့မြ мян ပိတ်ပြီးဆင်းလာခဲ့တက်မောင်ကတကားကြက်ထိုးပြီးအောက်ဆင်းလိုက်တယ်အမေး တရေတရေကြီးဟဲ့ဘယ်မှာလဲတရေမိဖို့တဲ့ဝင်းသွားတယ်မဟုတ်မဟတ်ခြောက်ပြောနေပြန်ပြီတားတကယ်မြင်လိုက်တယ်ဥွေငွေနဲ့တူတယ်ဟဲ့ကောင်လေးဘာတွေခြောက်ပြောနားလဲနင်တို့ဥလေးကသူ့မိမစီပြန်သွားပြီဟီဟီကြာကြာလာတရေအတန်ကြီးဒီတချိန်ကြားလိုက်ရတဲ့အတန်ကမိဖို့တဲ့မှာမဟုတ် အိတ်ခန်းထဲမှာဖြစ်တယ်မသိမ့်တယ်အဲ့ရတဲ့မှာအငဲကောင်အဲ့နေတယ်မှို့လားဟုတ်တယ် ခလေးနိုးပြီးလမ်းသွားမှဖြစ်ချင်းသွားကြည့်ပါဦးဟာအခန်းထဲမှာသေးရရှိတာငါမသွားရဘူးမင်းသွားပါလားခွန့်ဝေါ်မိဖို့ထဲမှာအိုးခွဲပကန်းသားများကြားလိုက်ရတယ်ကြောင်းရင်ပေါ်စပွဲပေါ်မှာအောက်တူကြားတဲ့အသံများဖြစ်တယ်ထုံထုံအိနေရန်ကိုထုတဲ့အသံကားလေသူတို့ဘေးပတ်ပတ်လေးမှာပေါ်လာပြန်နေဝေါ်ုံထိုင်ပြင်းတကားများရုတ်တရက်ပွင့်ကုန်ပြီလေပြင်းတိုက်သလိုတကားရွယ်များလှုပ်ခတ်ခါ ကျဲလောင်းတော့အတန်းတို့ဖြစ်ပေါ်လာတယ်အမေအမေตาကြောက်တယ်အိတ်ခန်းထဲမှာအိတ်နေတော့ငါနဲ့အရွယ်ထဲအောင်လေးရုတ်တရက်လမ်းတို့သွားပြီးထလို့ဩတော့တယ်အဖေမသွားနဲ့ตาကြောက်တယ်အမေရှိတယ်အခန်းထဲမှာညီလေးတယောက်ထဲကိုကျော်တဲ့အခန်းဝကအတန်းပြုတ်ပြီးခေါ်လိုက်ထဲအောင်ตาလေးထွက်လာခဲ့အဖေဒီမှာကောင်းလေးကအိတ်ခန်းထဲမှာပြေးထွက်လို့လာခဲ့တယ်လေးပင်ဆောင်အင်ကြီးဖြစ်သဖြင့် ဧကခံက၃ခန်းဧကခံဖရခံမိဘကထမေစာကံတို့ဖြင့်တခန်းစီဖွဲ့စည်းထားတယ်မိသားစု၁၀ယောက်၁၅ယောက်ချောင်းချောင်းချစ်ချီနေနိုင်သောအင်းကြီးမှာမိသားစု၄ယောက်တည်းရှိနေသဖြင့်အခန့်လို့တည်းရှိနေတယ်ရုတ်တရက်ရောက်လာတော့တရက်ကဖိုးကအတန်ပြုတ်လိုက်ဒီကအတန်ပေးလိုက်နဲ့မို့တရက်တကောင်းတဲ့မကအင်းကြီးပေါ်ရှိနေတယ်လို့ထင်မိကြတယ်ချက်ချက်ချက်အကောင်အထည်မမြင်ရပဲအနိကပတ်ပြီး ခြောက်သွားနေသောရှေးတန်းကိုအတိုင်းသာကြားရပြန်နေအမေအမေဟိုဟိုမှာသေရဲ့ကြီးဘယ်မှာလဲအမေတို့မတွေ့ဘူးရှိတယ်ဟိုတက်တာတန်းပေါ်မှာထိုင်နေတဲ့တားကြောက်တယ်အဲ့ဒီသေရဲ့ကြီးကဒီဘက်ကိုလှည့်ကြည့်နေတယ်ဒုက္ခပါပဲခလေးတွေကသေရဲ့ကိုမြင်နေရတယ်ထိတ်ထိတ်လန့်လန့်ဖြစ်ကုန်တော့မှာပဲဟာသေရဲ့သေရဲ့ကြီးမိဖို့တွေကထွက်လာပြီအမလေးကြောက်တယ် တရေကြီးတွေအများကြီးပဲအငယ်ကောင်းလေးကထုတ်တန်းဘောကတရေကိုမြင်ပြီးမိဘတွေကထွက်လာတဲ့တရေကိုပါထပ်မြင်လိုက်ရသဖြင့်မိခင်ဖြစ်သူရင်ဝင်ကြတဲ့တိုးဝင်ပြီးအဘတရငိုနေတော့တယ်ခလစ်တွေကြောက်နေလို့မချောက်မလှမ်းကြပါနဲ့ဝိုးထုတ်တန်းဘောကတရေကခုံချလိုက်တဲ့အတွေ့ကျမ်းပြေပေါ်မှာအတန်ထွက်သွားတယ်တရေကြီးခုံချလိုက်ပြီးသားတို့ကိုစိုက်ကြည့်နေတယ်အကြီးကောင်တက်မောင်းကဦးကျော်တင်ဘေးမှာနေ၍ မြင်းသမ ्या ပြောပြနေတဲ့ဥကြော်တင်းတို့လင်မယားကသေးရမြကိုမမြင်ရခလေးနှစ်ယောက်ကသာ မြင်နေရတဲ့အငဲကောင်းကအကြောက်လွန်ပြီးတုံရင်တဲ့တာမကြောက်နဲ့သေးရတွေမရှိတော့ဘူးရှိတယ်အဖေရဲ့သေးရမှာနှစ်ကောင်ဟင်သုံးကောင်မိဖို့တက်ကတကောင်ထွက်လာရမြီအခုဘယ်မှာလဲအိတ်အိတ်ခန်းထဲကိုတကောင်ဝင်းမလို့လုံးတဲ့ဟောဝင်းသွားပြီနောက်တကောင်ကထမင်းစားကနဲ့ဝင်းသွားတယ်တကောင်ကတာ သားတို့ဘက်ကို6လာနေပြီဖေဖေလာနေပြီငင်းငင်းလေးသူက6လန့်ယုံ6လန့်တာလူကိုဘာမှမလုပ်နိုင်ဘူးအမလေးတရေတရေကအနေရောက်တာနဲ့သူ့လက်ကြီးခြေထွက်လာကတဲမောင်ကိုထုံဆွဲမဲ့ဟန်လှုပ်သဖြင့်တဲမောင်ကမျက်စိကိုမိတ်ပြီးထော်တယ်အမလေးตาตาကြောက်တယ်အငဲကောင်ကလည်းအကြီးကောင်အတန်ကြားတာနဲ့ခေါင်းမော်မကြည့်ပဲဟောဟဲ့နေပြန်နေတရေမရှိပါဘူးအကြီးကောင်တရေမရှိပါဘူး ချိတယ်သူ့လက်ကြီးနဲ့ဆွဲမလို့လှုပ်တယ်တက်မောင်မျက်လုံးဖွင့်ကြည့်တယ်တရက်ကြီးကအနိမာရှိမနေတော့ချင်းတော်ဝဲရာကြည့်တော့လေတရက်ကိုမတွေ့ရတော့တရက်တွေချေးသေးလားထွက်သွားသီလားမသိသူညာတော့အတမ်းများငြိမ်းသွားတယ်အကြည့်ကောင်တရက်ကိုမြင်ရသေးလားတက်မောင်ကအမောင်တဲသူအတရရှာစိုက်ကြည့်တယ်မတွေ့ရတော့ဘူးအမေတိုးရွာဖြစ်သဖြင့်လျှက်စဲမိကမရဖျောင်းတိုင်းရေနံစီမိအိမ်တို့နှင်းသာနေကြရတယ် မန်အိမ်မီးရောင်ကအင်းချိမှာထွန်းထားတဲ့အတွက်ခြေပိုင်းကိုလင်းနေပြီးထမင်းစာကံမိဖို့ခန်းအထိမီးရောင်ကမိန်ပြပြသာ ရောက်ချိတယ်ဟင်ဘာလဲမသိမ့်တယ်မီးအိမ်ထဲမှာမီးတစ်ဖြည်းဖြည်းမိန်သွားပြီးချင်းညံတွေကရင်းနှီးစီ ဖြစ်လိုက်သေးလားမဖြစ်လိုက်မိဘူးဒါဆိုဖယောင်းတိုင်ထွန်းရတော့မှာပေါ့ဖယားစင်ပေါ်မှာစေတိုင်းလောက်ချိသေးတယ်ဟိုးအဲ့ဒါဖယားမိပူဇော်မလို့တထုပ်ဝဲထားတာသုံးတိုင်းလောက် သွားဆောင်လိုက်မယ်ကွာဒါဆိုလဲတော်သွားယူလိုက်မိန်ထဲမှာရင်းနှံစီကုံသွားတဲ့ပြည့်မိကတဖြည်းဖြည်းမိန်လာတဲ့ဦးကျော်တင်ထိုင်းနေရမှာထားပြီးဖျားစင်မောရှိဖျောင်းတိုင်များထဲမှာသုံးတိုင်ကိုတပည့်တော်ကိုဆွတ်မှာဖျားလို့ပြောဆိုပြီးယူလာတဲ့ဖျောင်းတိုင်မိထွန်းလိုက်တဲ့တရရီသွားကုန်ပြီထနေနှိတ်ခမ်းတဲ့သွားကြမလားစောစောကတကားတွေအကုံပွင့်ကုန်တာလိုက်ကြည့်ပြီးချက်ထိုးလိုက်အောင်ဖျောင်းတိုင်နှစ်တိုင်ကိုထွန်းပြီးတတိုင်ကိုအကိုင်းက တကားမြပြန်ပိတ်ရန်ထားသွားတယ်ဟင်ထူးဆန်းလိုက်တာဘာဖြစ်လို့လဲစောစောကတကားတွေပိတ်ထားရကပွင့်ကုန်းပြီတကယ်ရွက်တွေအကြိမ်ကြိမ်လှုပ်ခါသွားတယ်မို့လားဟုတ်တယ်လေအေးအခုအားလုံးပိတ်ပြီးသားချက်ချပြီးသားတွေတကားအကုန်လုံးချိပြီးပြီလားအကုန်လုံးပိတ်ပြီးသားတွေဒါဆိုသေးရတွေကတကားမပွင့်ပဲတမင်ဖန်းသေးပြီးခြောက်လန့်ကြတာပေါ့ဟုတ်လိမ့်မယ်ကဲထားကြအဲ့ခန့်နဲ့သွားကြမယ်ဟင်းအင်းတာ တာတရေကြောက်တယ်။အငယ်ကောင်းကမိခင်ရင်ခွင်နဲ့ခေါင်းတို့ဝင်နေရကအိတ်ခန့်နဲ့သွားရန်ပွေးချီလိုက်စဉ်တကိုးလုံးတုံးပြီးထောက်အောင်ပြန်နေတရေတွေမရှိတော့ဘူးတာရဲ့လာသွားကြမေးညီကိုနှစ်ယောက်ကိုအိတ်ခန့်နဲ့ထားလိုက်တယ်။ယခုအเจ้าလုံနေတော့ကလေးနှစ်ယောက်ကိုအနိမာခေါ်ရန်အခန်းနဲ့ခေါ်လာခဲ့တယ်။ထိုးညကငယ်ကောင်ကိုယ်တွေပူလာတယ်။တကောင်းကြောတော့မိဖဲထားရောက်လာတယ်။တရေကြီးလာနေပြီလို့လဲ ကြခဏထောက်တဲ့အင်းငယ်ကောင်းလေးအကြောက်လွန်ပြီးဖြားပြီးတ냐လုံးလေမယားနှစ်ယောက်ကောင်းကောင်းမေးလိုက်ရအကြည့်ကောင်းအစ်မောင်ကတော့ခေါင်းဘော်ခေါင်းချလိုက်ထားနဲ့အိမ်မော်ကြားသွားတယ်မိုးစင်စင်လင်းသွားတယ်ငယ်ကောင်းလေးကကိုဘူးကကြားမသွားထို့ကြောင့်ဥကြော်တင်းတို့လေမယားငယ်ကောင်းလေးအားတရွာလုံးအားကိုအားထားပြုတ်နေရတယ်တိုင်းရင်သားဆရာကြီးထံခေါ်သွားပြီးပြသတယ်အကြောက်လွန်ပြီးအသက်ငယ်သွားတာ ဘာမှမပူနဲ့ဆရာကြီးဆေးသုံးခွက်စာပေးလိုက်မယ်ဆေးသုံးခွက်တောက်ပြတာနဲ့ကြောက်ပြီလို့သာမှတ်လိုက်ဆရာကြီးထံကပြန်လာပြီဆေးတစ်ခွက်တိုက်လိုက်တယ်နေခင်းတစ်ခွက်ညနေတစ်ခွက်တိုက်လိုက်တယ်ထူးခြားမှုမရှိသေးကိုပူကလည်းမကြဗဇက်ကလည်းခရောင်ကရန်းတွေပြောဆိုတဲ့အချိန်များလာတယ်ညရောက်မှဆူရင်လာတယ်ဒီညသာတရေတွေလာခဲ့ရင် ခလျက်တွေဆူရင်စရာအကောင်းဆုံးအချိန်နေဖြစ်လာတော့မယ်တနေ့တည်းနဲ့ ခလေးကပိန်ချသွားတယ်မြစ်တွင်းနေချိုင်းသွားတယ်အစားလည်းကောင်းကောင်းမစားတော့သူတို့ဆိုရင်သူတို့တရေကပေါ်မလားထိုးညကိုလည်းအေးရမဝတဝနဲ့ကုန်းလုံးသွားရတယ်ထဲအောင်လေးကတညာလုံးမိဖဲတရေကြောက်တယ်လို့သာဟိုးရဲ့ပြောဆိုနေသဖြင့်မနဲ့မိုးလင်းတော့နေ့ရက်မိတ်ချင်းအစားမဝင်ခြင်းတို့ကြောင့်ပိန်ချုံချိနဲ့လာတော့တယ်ဒုတိယမြောင်နေ့ကြတော့ဘိန်းတော်ဇေယကြီးထံမသွားတော့ပဲတောင်းပဲလှဲကူရွာမှာ ကျမကြီးရှိတဲ့အတွက်လှဲကူရွာသူလှဲနေလာခဲ့ကြတယ်ကျမကြီးမှုကစေးတလုံးထိုးပေးပြီးသုံးရချတောင်းစေးမြပေးလိုက်တယ်ဥကြော်တင်းတို့ရွာကိုပြန်လာကြတယ်နှစ်ရက်အေးပြစ်ထားသဖြင့်အိမ်ပြန်ရောက်ပြီးမကြခင်အငယ်ကောင်းလေးအိမ်မော့ကြားသွားတယ်ညနေပိုင်းရောက်မှအိယာကနိုးလာတယ်ဒေါ်သိန်းတင်လည်းအေးပြစ်တဲ့အတွက်အိပ်ပျော်နေတယ်ဒေါ်သိန်းတင်နိုးတော့ဒေးနာကြီးခွဲပြီးညစာအတွက် ဝင်းပြီချက်ပြုတ်တယ်6နိုင်ထိုးတော့ညစာစားပြက်တယ်ရင်းနှန်းစီကိုမိအိမ်တဲ့အပြည့်ထဲအောင်တော့အငဲကောင်းအားတက်မောင်ကိုကြိခိုင်းပြီးလင်မယားနှစ်ယောက်ညနေစာထိုင်းစားနေကြတယ်တက်မောင်ကိုထမင်းဟင်ကြက်ထားနဲ့ကျွေးထားပြီးပြီးငဲကောင်းကိုထမင်းကျွေးတော်လေကောင်းခါပြတယ်ကျမရင်မှုပေးလိုက်တဲ့ဆေးကလည်းထူးခြားဟန်မရှိ ထမင်းလည်းမစားကိုပူချင်းကလည်းမကြခရောင်ကတန်းနေလေမကြမကြပြောတယ် ထမင်းကိုအမြန်စားပြီးထမင်းဝိုင်းကိုတိမ့်လိုက်တယ်။ဒုံဒုံဟင်ခေါမို့ဘောကအတန်ဒီကိုကျော်တင်အိတ်ခန့်နဲ့အမြန်သွားအငဲကောင်လမ်းနေုံမေးဝုံအမေကြီးတေးရကြည့်ဗျအကြီးကောင်အသက်မောင်အတန်အိတ်ခန့်နဲ့ကထွက်လာတယ်ငဲကောင်လေးလေခေါမို့ဘောမှာခုံချလာတယ်တေးရကြည့်ကိုမြင်လိုက်ရပြီမျက်လုံးနှလုံးပြူကပါဇက်ကြည့်ဟာပြီးငိမ့်တဲ့သွားတော်တယ်ဥကျော်တင်နဲ့ဒေါ်သိန်းတင်တို့ အခန်းထဲမှာသရဲ့ရှိသည်ကိုသိတော်လေသားသောကြောင့်အခန်းထဲအတင်းပြေးဝင်လာခဲ့တယ်အမေသားကြောက်တယ်မရှိတော့ပါဘူးအဖေတို့အမေတို့ရှိတယ်မသိမ့်တယ်မင်းသားအငယ်ကောင်အသက်မရှိတော့ဘူးဟင်ကျမကျမတို့သားလေးသေပြီဟုတ်လားအေးအငယ်ကောင်သေသွားပြီဘဲကရောက်လာတဲ့သရဲတွေလေကျမတို့သားလေးအကြောက်လွန်ပြီအခုတော့သေပြီပေါ့အကြီးကောင်ကလေသရဲကိုမြင်လိုက်ရသဖြင့် တကုလုံးတုံညင်းတဲ့ဖခင်ဖြစ်သူရဲ့အခါကိုအတင်းဖက်ထားတယ်မိခင်ဖြစ်သူကစိတ်လွကိုလို့ငိုနေတယ်တာကြီးလက်တွေခဏလှုပ်အောင်ဒီမှာညီလေးဆုံးသွားပြီအခန်းထဲမှာတရက်ရှိသေးလားကြည်ပေးစမ်းတာမကြည့်ရဘူးကြောက်တယ်ဟင်ခလေးတွေကိုကြောက်တဲ့ကြောက်အောင် ကိုထင်းပြပြီး၆လှန့်နေတယ်ဒီလောက်၆ရရင်ကျင်းတ်ကြပါတော့ကဲအပြင်ထွက်ကြမယ်ဟိုနောက်ဖက်မှာကွက်ပြက်အဟောင်းရှိတယ် ချက်ယူထုတ်ပြီးပြင်ဆင်ထားလိုက်မေကဲမသိမ့်တင်ဖြစ်သွားမှာတော့ဟိုမနေနဲ့တော့ထထချဲချင်းအိမ်ကလှဆောင်တို့ကိုအတန်ပြိုးပြီးအကူအညီတောင်းမှဖို့တော့ပဲကြီးလုပ်လိုက်ပါအေးလှဆောင်တို့ချက်နိုင်တို့ဝေသိမ့်တို့ကိုအိမ်ခေါ်ထားမှဖြစ်မေဥကြော်တင်းကသားအလောင်းကိုပင်ချေကမ်းမှာချထားလိုက်ပြီးချင်းချင်းပဲပြင်းပေါအဖွင့်ကချင်းချင်းမှာလှဆောင်ကိုခေါ်ပြီးချက်နိုင်တို့ကိုပါခေါ်ခဲ့ရန်ပြောလိုက်တယ်15မိနစ်ခန့်ကြာတော့ ထိန်းသူလှဆောင်တို့အုပ်စု ရောက်လာတဲ့အတုပကိစ္စစီစဉ်ကြတဲ့ထိုနာရီကိစ္စခြေတည်ရဲအတွင်းတရက်တကောင်းမှ ပေါ်မလာပါအကြည့်ကောင်တက်မောင်းလေရခင်ကလိုတွတ်တွတ်လက်လက်မရှိတော့ငင်းငင်းငိုင်းငိုင်းကြောင်ကြောင်စီစီဖြစ်နေတဲ့တခါတခါပါဇက်ကတရက်ကြီးခေါင်းမို့ပေါ်ကခုံချလာတယ်လို့တယောက်တည်းပြောနေတတ်တယ်အငဲကောင်နာရီကိစ္စပေးသွားပြီတပတ်ခန့်အကြဘဲကရောက်လာမှမသိတဲ့တရက်တကောင်ရောက်လာပြန်တဲ့ တညလုံးအတန်မျိုးစုံထွက်အောင်ပြုတ်လို့ပြီး6လနေညပိုင်းကတရဲကိုတက်မောင်မြင်ရတယ်တက်မောင်လည်းအကြောက်လွန်ပြီးအဖျားတွေတက်လာသဖြင့်တာကြီးအားဝိုင်းဝန်းအားပေးရင် ပြုစုနေရသဖြင့်တရဲကိုဂယုမဆိုင်တော့ ခလေးနှစ်ယောက်သာမြင်နေရတယ်တရဲများကလည်းခလေးများအကြောက်လွန်ပြီးအချိန်အနည်းစိုးတည်အခါမှကိုယောင်ပြ၍6လမှုမပြုတ်တော့ပဲအတန်မျိုးစုံပေးပြီး6လမှုပြုတ်နေပြန်တယ်တက်မောင်လည်းတရဲကိုမမြင်ရပေမဲ့ တရက်ချောင်းနေတော့အတန်ကိုတော့ကြားရတယ်ထို့ကြောင့်အကြောက်လုံးနေတော့သူ့အတွက်အတန်ကြားတိုင်းနှလုံးကိုဆွဲညက်လိုက်သလိုစောင်းဆွဲလိုက်သလိုခန်းစားနေရတယ်တခါတခါအသက်ချွေချွေမဝသည်အထိကြက်လာတယ်မခံနိုင်တော့တဲ့အဆုံမျက်လုံးကြည့်ပြုတ်ထွက်လာကခေါင်းလေကြားသွားတယ်ตาตาလေးဘာဖြစ်သွားတာလဲဒေါ်သိန်းတင်ကတက်မောင်လေးကိုဖဲ့ပြီးအဘတရားငိုကြွေးတော့တယ်ဥကြော်တင်လဲအင်းဒီနားချင်းများကိုအတန်းပြုတ်ပြီး အကူအညီတောင်းရပြန်တဲ့မကြခင်အင်းဒီနာချင်းများရောက်လာပြီးဝိုင်းဝန်ကိုကြီးလှုပ်ဆောင်ပေးကြတဲ့သားနှစ်ယောက်အသက်ဆုံးမသွားသဖြင့်ဒေါသိမ့်တင်ဖြည့်လို့မပြေနိုင်တော့အချင်းချင်းတိုင်းငိုရိုးနေတော့တဲ့ဒီလိုနဲ့အကြီးပြမာနေထိုင်တဲ့တရက်နှကောင်းရဲ့ကိုကြီး၆လံပေးမှုကြောင့်ဦးကျော်တင်တဲ့ဒေါသိမ့်တင်တို့သားနှစ်ယောက်မှတလာတွင်းမှာပဲသေဆုံးကုန်ကြတဲ့ဒေါသိမ့်တင်တို့လင်းမရလေခလေးနှစ်ယောက်မျက်စိအောက်မှာသေဆုံးသွားကုန်သဖြင့် အယူတစ်ပိုင်းနဲ့ဖြစ်နေတော့တယ်အချင်းချင်းသမျှပူးဆွေးနေကြတယ်ထိုအချင်းကိုခွင်ကောင်းယူပြီးတဆေးအေးငွေရဲ့မိတ်ဆွေသေးရဲ့နှကောင်းကသူ့ရဲ့ခန္ဓာကိုယ်မှာဝင်းရောက်ပူကပ်နေကြတော့တယ်ဒေါ်သိန်းတင်းကအိုးလိုက်ငိုးလိုက်အိမ်မော်လှည့်ပတ်ပြေးလိုက်ဖြစ်နေတယ်ဦးကျော်တင်းကကောင်းတဲ့နေရန်ပြေးဆောင်နေကောင်းကဟက်တဲ့ကွဲသွားတယ်သွေးများကလည်းမြင်မကောင်းအောင်စီးကြလာတယ်ဦးကျော်တင်းနဲ့ဒေါ်သိန်းတင်းတို့ရဲ့ခန္ဓာကိုယ်ကိုကောင်းကောင်းနှိပ်စေပြီး ခန္ဓာကိုယ်ကခွာထွက်လာခဲ့တဲ့ထိုအချိန်မှာဥကြော်တင်းနဲ့ဒေါသိန်တင်တို့မှဒရန်များကနာကျင်လွန့်၍အော့ဟဲ့နေကြတဲ့အဲ့ဒီနာကျင်များဆွမျိုးအချိုးလဲရောက်လာပြီးဝိုင်းဝန်းပြုစုပေးကြတဲ့ထိုအချိန်ဒေါသိန်တင်တို့ကို စကားပြောလျင်ကောင်းကောင်းမွန်မွန်ပြောဆိုဆက်ဆံတဲ့ဒီနေ့ကိုမနေ့တစ်ချိန်ညနေတစ်ချိန်ဝင်းရောက်ပူကပ်ပြီးခန္ဓာကိုယ်များကိုနှိမ့်ဆက်တဲ့လူများကသူတို့လင်မယရှင်ရင်လေးနဲ့ယူသွားပြီလို့ ပြောဆိုဝေဖန်နေကြတယ်ထိုကဲ့သို့သရဲနှကောင်းကဝင်းဖို့ကတ်လိုက်ခွာထွက်သွားလိုက်နဲ့တပတ်နိဗ္ဗာန်ကြားလာတဲ့တရရဲ့ရုပ်တရဒေါသိန်တွေကစားပြီးဖောက်တော့တယ်ညစာစားရန်မိဖို့ထဲမှာစစ်သွန်ဒီလှိနေရမှာစစ်သွန်ဒီလှိတဲ့ဓာတ်ကိုအင်းရှိယူလာပြီးခုကြော်တင်းကို သုံးနေချက်ထိုးလိုက်တဲ့ထိုးအပ်ချိန်အိမ်ပေါ်မှာဒေါသိန်တွေရဲ့ညီမလေးမရတာအဆောင်အဖြစ်ရှိနေတဲ့ခုကြော်တင်းမှာဓာတ်နဲ့အထိုးခံရသဖြင့် နားကျင်တဲ့စိတ်ကြောင့်ဒေါသထွက်လာက အနိမာထွန်းထားတဲ့မိုင်းနဲ့ဒေါသိမ့်နဲ့ကိုကောက်လို့ပြပောက်လိုက်တဲ့မိုင်းတဲ့ရင်းနှံစရပြည့်ထဲထားသဖြင့်ဒေါသိမ့်နဲ့တကူလုံးချွဲကုန်ကမိဟုံဟုံထားလောင်တော့တဲ့ထိုမိကအိမ်ပေါ်မှာပြန့်နှံသွားတယ်ကြမ်းပြင်းရောနေရံများပါမိမြဆွဲလောင်ကုန်တဲ့ထိုအချိန်မှာတရက်နှကောင်းလေဒေါသိမ့်နဲ့တို့လေမရရဲ့ခန္ဓာကိုယ်မှာထွက်ခွာသွားကြတဲ့နိုင်ဝက်ပင်မကြလိုက်ပါ ဥကြော်တင်းက သွေးထွေလွန်ပြီးသေသွားသလိုဒေါသိန်တင်လည်းတခိုးလုံးမိဆွဲလောင်ပြီးသေသွားတယ်။နှဆောင်ပြိုင်အင်းကြီးလည်းမိဟုံဟုံတောက်လောင်နေတော့တယ်။ကဲမောင်ရင်ဆန္ဒပြေးပြီးအခုသွားတော့မယ်မဟုတ်လားကျုပ်သွားမှာပါကျုပ်မသွားခင်ခမရတို့လိုမိဆွေမျိုးရတာကျုပ်အတော်ကံကောင်းတာပဲကျေးဇူးတင်ပါတယ်ဗျာကျုပ်တယောက်တည်းဆိုအကြံစီအောင်မှမဟုတ်ဘူးငါတို့ကတရေပေမဲ့အကူအညီလိုအပ်ရင်ကူညီဖို့ဝင်မလေးပါဘူးကွာဒါဆို ကျုပ်နေသရမှမရှိတာခမရတို့မကြည့်ပင်ရဲ့အကိုင်းတကိုင်းမှာတော့ပေးနေပါဗျာအင်းကိုစကန်းနဲ့ကိုပြန်ခိုင်းရတာပါလားကဲငါတို့လည်းမင်းကိုခင်မင်းနေပါပြီဒီမှာနေပြီကိုဝန်းသာကိုခြားစားဖို့ကွာဒီလိုနဲ့ချမ်းတော့ငါမကြည့်ပင်ကြီးမှာတရေသုံးကောင်စီစီလုံးလုံးနဲ့နေထိုင်ရင်သွားကြတော့တယ်ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီအဆုံးထိနားစင်ပေးတဲ့အတွက် ားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။